အဲ့တော့ဘာလဆိုတဲ့အတ္တိတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဇယိုက်လက္ခဏာဘာတွေလဲဆိုရင် तू ကဒုစိန်တိတာစိန်တီတွေးလိုက်လို့ရှင်ဒီကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်တဲ့အတွေးမျိုးသူများထိခိုက်မှု မရှိတဲ့အတွေးမျိုးဒီလိုအတွေးမျိုး မတွေးဘူးတဲ့မကောင်းတဲ့အတွေးဆိုးချိုးကိုဖြစ်ပေါ်စေမဲ့အတွေးတွေကြီးပဲအကောင်းဘယ်တော့မှမတွေးဘူးလို့ဆိုလို့ တွေးတဲ့များဟာအဆိုးတွေရှိတယ်။အဆိုးဆိုတာဘယ်လိုဟာကိုအဆိုးခေါ်တယ်လဲ။ကိုမကြိုက်တာကိုအဆိုးလားဆိုတာအလုံးမဟုတ်ဘူးလောကလူတွေမှာအကောင်းနဲ့အဆိုးဆိုတာရှိတယ်လေ။လူတဘာဝလူရက်ထဲမှာတည်းပဲဒါအကောင်းနဲ့အဆိုးဆိုတာရှိတယ်။အေးဒီလူကစိတ်ကောင်းရှိတယ်ဒီလူကစိတ်ကောင်းမရှိဘူးဆိုတာရက်ထဲမှာတည်းပြောလို့ရတယ်ပေါ့နော်။အဲ့တော့ကောင်းတဲ့အတွေ့မကောင်းတဲ့အတွေ့ဒီနေရာမှာခွဲခြားပြီးတော့တည်ရ။ ထုတ်စိန်တိတစိန်တိဆိုတွေးလိုက်ရင်လည်းကောင်းတဲ့အတွေ့ဘယ်တော့မှမတွေ့ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဘာလားဆိုတဲ့ပုဂ္ဂိုလ်ကောင်းတဲ့အတွေ့မတွေ့ဘူးကောင်းတဲ့အတွေ့မတွေ့ဘူးဆိုရင်စဉ်းစားကြည့်ပေါ့သူများကိုဒုက္ခရောက်စေမဲ့အတွေ့မျိုးတွေတွေ့တယ်ကိုကိုယ်တိုင်ဒုက္ခရောက်စေနိုင်တဲ့အတွေ့မျိုးတွေတွေ့တယ်ဒုစရိုက်လုပ်ငန်းကိုပဲအမြဲစဉ်းစားတယ်စဉ်းစားလိုက်တာနဲ့တပြိုင်နက်သူဟာတကယ်ကို ဆိုးွားတဲ့အနေအထားမျိုးတွေပဲကိုဆွေးဆိုပါစို့ကိုချင်းတရားနဲ့ပတ်သက်ပြီးပြောမဆွေးသူဟာတတ်မှုဖြတ်မှုဆိုတဲ့ဒီကိစ္စတွေကိုတွေးတယ်ဘသူတတ်မဲ့ဘေဝါတတ်မဲ့အကျဉ်းနာကဲမဲ့ပြီးတော့ဒီပဏ္ဏတိပတ္တလို့ဆိုပါစို့သူများတဲ့ကိုတတ်ဖို့သူများဒုက္ခပေးဖို့တွေးတယ် တပြားဥစ္စာကို မတရားတဲ့အနေနဲ့ရအောင်ယူဖို့တွေးတယ်။သူတော်ကတာမညာကိုတိတ်ခါချစော်ကားဖို့ပဲဒါပဲတွေးတယ်။လိမ့်လေလဲစားပြောချဖို့ဒါတွေတွေးတယ်။အယက်သေးစာတောက်စားဖို့ဒီကိစ္စလေးပဲတွေးတယ်။အဲ့ဒီအတွေးတွေဟာအတိတရားကဲမဲ့တဲ့ပုံကိုယ်တွေတွေးလေးတွေးထားရှိတယ်။အတွေးတွေသာဖြစ်တယ်ဗော။သူတို့ဟာပျော်ဖို့တခုတည်းကိုသာစဉ်းစားပြီးတော့ ီဖြစ်ပေါ်လာမဲ့ရလတ်တစ်ခုဆိုချူဖြစ်ပေါ်လာမဲ့ဆိုချူဘယ်တော့မှခေါင်းထဲမထည့်ဘူးပျော်ရဖို့တစ်ခုတည်းပဲစဉ်းစားပြီးတော့တွေးတဲ့အတွေ့မျိုးတွေနမူနာအားဖြင့်ဒုစရိုက်နဲ့ပတ်သက်တဲ့အတွေ့မျိုးတွေပဲသူတွေးတယ်ဒါကဘာလပုဂ္ဂိုလ်ရဲ့တွေးတော်ဆင်ခြင်မှုပါအဲ့တိုင်းသူခေါင်းထဲမှာသူစဉ်းစားလို့ရှင်ဘယ်သူဒုက္ခပေးရမလဲ ဘယ်ပစ္စည်းကိုဘလို့ရအောင်ယူရမလဲနော်ဘသူနဲ့ပေါင်းပြီးဘာတွေလောရမလဲဆိုတော့ဒီလိုအတွေးမျိုးတွေမတရားသဖြင့်ရယူမှုတွေမတရားသဖြင့်ဖြစ်ပေါ်လာမှုတွေ ਨੇ ပတ်သက်ပြီးတော့တွေးတဲ့အတွေးမျိုးတွေကြီးပဲတွေးတာအဲ့ဒါကိုဒုစိန်ဒိတာစိန်တီး